မင်္ဂလာပါခင်ဗျရှောက်ခစ်တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်မဲအောင်နိုင်ကမြန်မာနိုင်ငံမှာအချက်ကိုင်းတောင်းဆိုမှုတွေကိုအလျှော်ပေးလက်ခံတဲ့အစင်လာမရှိတဲ့အတွက်စစ်ကိုဆက်လက်ဆင်နွှဲမှာဖြစ်တယ်လို့ပြောသွားပြန်ပါတယ်ပကိုးတိုင်းမင်းလာမြို့နယ်ကအချက်ဖတ်စကောင်စီရဲ့ရဲတပ်ဖွဲ့မှုရဲမှုဝင်းပိုင်းဆိုတဲ့သူဟာရဲမိန်တွေအပေါ်လိန်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်နေတဲ့အပြင်လက်စားမှုကြီးနိုင်ငယ်ညင်းလှုပ်ဆောင်မှုနဲ့အာဏာအလွဲသုံးစားမှုတွေပါကျူးလွန်နေတဲ့ဆိုတဲ့သတင်းပါဝင် ဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖတ်မဲ့ online ကမြန်မာနိုင်ငံမှာအချက်ကန်တောင်းဆိုမှုတွေကိုအလျှော့ပေးလက်ခံတဲ့အစင်လာမရှိတဲ့အတွက်စစ်ကိုဆက်လက်ဆင်နွှဲမှာဖြစ်တယ်လို့ပြောသွားပြန်ပါလေဒါကတော့နေပြည်တော်မှာယမန်နေ့ကပြုတ်လုသွားတဲ့စစ်ကောင်စီရဲ့နှစ်80ပြည့်စစ်ရေးပြအခမ်းအနားမှာအကြံဖတ်မဲ့ online ကိုတိုင်ကြေညာပြောဆိုသွားတာပါလက်ရှိမြန်မာနိုင်ငံမှာတိုင်းဒေသလက်နက်ကိုင်အဖွဲ့တချို့က နိုင်ငံတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာတွေကိုအခွင့်အောင်းယူပြီး BDF တွေနဲ့အတူနယ်မြေအလိုက်နယ်တနယ်ဓာတ်စင်စစ်ဘရင်ဝါရကိုကျင့်သုံးကျင်နေတဲ့အတွက်တိုင်းရင်းသားစီလုံးညီညွတ်ရေးကိုထိခိုက်လာနိုင်တယ်လို့ပါပြောဆိုပြီးသူတို့စစ်ကောင်စီတပ်အနေနဲ့စစ်ကိုဆက်လက်ဆင်နွှဲ့မယ်ဆိုပြီးတော့ပါမင်းအွန်လိုင်းကပြောသွားပြန်တာပါဒါအပြင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကိုလည်း လန်နကိုင်းလန်းစင်ကိုဆွလွတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းကနေတဆင့်နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ကိုလည်းသူတို့ဘက်ကဖိတ်ခေါ်ကန့်လန့်ထားပြီးဖြစ်တယ်ဆိုပြီးတော့ပါပြောသွားပြန်တဲ့အပြင်သူတို့စစ်တပ်အနေနဲ့ကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ပြီးအမျိုးသားနိုင်ငံရေးကိုဆက်လက်လှုပ်ဆောင်မယ်ဆိုပြီးတော့ပါအကြမ်းဖက်မင်းအွန်လိုင်းကပြောသွားပြန်တာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ မြန်မာနိုင်ငံဝန်ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာမြန်မာစစ်တပ်ကစစ်မနိုင်တော့ဘူးလို့ထိုင်းလွတ်တော်မှာပြုတ်လုခဲ့တဲ့နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာအချက်၅ချက်နဲ့အတူအမေရိကန်ပမောက္ခဒေါက်တာဇာဂရီအဘူဇာကပြောဆိုလိုက်တဲ့အပြင်လက်ရှိဗဂတိအခြေအနေမှာလည်းအကြံဖတ်မဲအွန်လိုင်းခေါင်းဆောင်တဲ့စစ်တပ်ဟာနေမြေတွေအကြီးအကျယ်လက်လွတ်ထားရပြီးတိုင်းစစ်ဌာနချုပ်ကြီးနှစ်ခုလည်းလက်လွတ်ထားရတာဟာအခုချိန်ထိပြန်လဲရောက်နိုင်ခြင်းမရှိဘဲတိုက်ပွဲတိုင်းမှာလည်းအရှုံးနဲ့သာဆက်လက်ရင်ဆိုင်နေရတာကိုလည်းတွေ့မြင်နေရပါတယ်ခင်ဗျ။ ဖက်မှာတော့အကြံဖက်မင်းအွန်လိုင်းကမြန်မာနိုင်ငံမှာစစ်ကိုဆက်ပြီးဆင်နွှဲမဲ့လို့ပြောနေတဲ့အချိန်တော်လိုင်းရေးတက်တွေစီကိုတဖွဲဖွဲအလင်းဝင်ရောက်လာနေတဲ့သူတို့ရဲ့စစ်ကောင်စီတပ်သားတွေဟာကင်းနီပြည်နယ်မှာလေနောက်ထပ်စစ်ကောင်စီတပ်သား၄ဦးဟာတော်လိုင်းရေးတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာပြန်တယ်လို့ KNDF တရင်ငါးစီကနေသိရပါတယ်ဖြစ်စဉ်ကတော့မတ်လ26ရက်နေ့ကပဲ ကင်းဒီပြည်နယ်မှာရောက်နေတဲ့ရှေ့တန်းစစ်မြေပြင်ကစစ်ကောင်စီတပ်သားတဦးနဲ့စစ်မှုရေးတပ်သားတက်တဦးတို့ဟာ KNDF အမှတ်9တပ်ဖွဲ့တွေရှိရာစီကိုမရမကထွက်ပြေးလာကြပြီးအလင်းဝင်ရောက်လာကြတယ်လို့ဆိုပါတယ်။အဲဒီလိုအလင်းဝင်မှုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတဦးနဲ့စစ်မှုရေးတပ်သားတက်တဦးတို့ကိုဒေါ်လာရင်းတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးခဲ့ပြီးစစ်မှုရေးတပ်သားတက်တဦးကတော့သူတို့အနေနဲ့ တင်တန်းကာလကတည်းကထွက်ပြေးဖို့အကြိမ်ကြိမ်ကြိုးစားပေမဲ့မလွတ်မြောက်တဲ့အတွက်အခုရှေ့တန်းရောက်မှမရမကထွက်ပြေးလာတာဖြစ်တယ်လို့လည်းပြောထားတယ်လို့ KNDF တရင်ငါးစီကနေသိရပါတယ်။တစ်ဖက်မှာတော့နိုင်ငံတဝန်းကတိုက်ပွဲတိုင်းမှာအထိနာပြီးအရှုံးနဲ့သာရင်ဆိုင်နေရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာနေရဒေသအတိအသီးမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေတောက်အောင်ရှောက်လုပ်နေပြီးစစ်သားတစ်စုဆောင်နေတယ်လို့တစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတစ်စုဆောင်ခံရတဲ့လူငယ်တွေဟာ ရှေ့ဒန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်ရရတာနဲ့တော်လိုင်းရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းအုတ်တွင်းမြို့နယ်ဒေးကရန်ကုန်မင်္ဂလိပ်အမြန်လမ်းဟောင်းမှာအချမ်းပတ်စကောက်စီတပ်သားတွေလိုက်ပါလာတဲ့အင်စီကနဲ့ယထတွဲကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုမှုအတွင်းစေကောင်စီတပ်သား9ဦးကတော့အတိအသေးတိတ်ကုန်ကြပြန်ပြီလို့ PDF အမှတ်နဲ့တောင်ပိုင်းစစ်တီတာကပြောပါတယ်ဖြစ်စဉ်ကတော့ မတ်လ29ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲအုတ်တွင်းမြို့နယ်ဒက်ကရန်ကုန်မန္တလေးအမြန်လန်းဟောင်းညောင်ချေတောက်အပိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေကလုံခြုံရေးဆိုင်ရာစစ်ဆေးမှုတွေဆောင်ရွက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုဆောင်ရွက်နေတဲ့အချိန်အဂျပန်စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့အိမ်စီးကားနဲ့ယထာတွေကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမှုရမှာစစ်ကောင်စီတပ်သား၅ဦးကတော့ပစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား၃ဦးကဒဏ်ရာတွေရသွားကြတယ်လို့ PDF အမှတ်1တောင်ပိုင်းစစ်ဒေသကပြောထားပါတယ်တစ်ဖက်မှာလည်း ဒေါ်လာရေးပူပေါင်းတက်တွေဟာရန်ကုန်မန္တလေးလမ်းဟောင်းအပြင်မနေ့ကပဲရန်ကုန်ပြည်လမ်းပိုင်းမှာပါလုံခြုံရေးဆိုင်ရာစစ်ဆေးမှုတွေဆောင်ရွက်ခဲ့ပြီးစစ်ကောင်စီဘက်ကတော့အဲ့ဒီလိုအမြန်လမ်းပေါ်တွေအထိဒေါ်လာရေးတက်တွေရောက်ရှိနေလို့ဆိုပြီးလုံခြုံရေးတွေတင်းကျပ်ခိုင်းထားတဲ့ကြားကပဲသူတို့စစ်တပ်ဘက်ကဗိုလ်မှူးစီလာတဲ့ကားပါပြီးခဲ့တဲ့ရက်ပိုင်းကနေဒေါ်လာရေးတက်တွေရဲ့ပြစ်ခတ်မှုကိုခံရတဲ့အတွက်နေပြီးတော့ထိပ်ပိုက်အရာရှိတွေကိုတိုင်းအမြန်လန့်တာဝန်ကျတဲ့အရာရှိတွေကိုလုံုံုံရိပ်ပေါ်ရရမလားဆိုပြီးစူပူချိန်ပေါင်းဖီအားပေးတာတွေလည်းရှိနေတယ်လို့ နေပြီးတော့စစ်တပ်တရင်အရှိမေကပျော့ထားပါသေးတယ်ခင်ဗျတဖက်မှာတော့ပကိုးတိုင်းမင်းလာမြို့နယ်ကအချက်ဖက်စကောင်စီရဲ့ရဲတပ်ဖွဲ့မှုရဲမှုဝင်းပိုင်ဆိုတဲ့သူဟာရဲမေတွေအပေါ်လိမ်မိုက်ဆိုင်ရာစော်ကားမှုတွေပြုလုပ်နေတဲ့အပြင်လက်စားမှုကြီးနိုင်ငယ်ညင်လှုပ်ဆောင်မှုနဲ့အာဏာအလွဲသုံးစားမှုတွေပါကျူးလွန်နေတယ်လို့ရဲတရင်ရင့်မြစ်ကိုတိုင်ကရင်ုံကစ်တေကိုပြောပါရတယ်။ဒါကတော့အဲ့ဒီပကိုးတိုင်းမင်းလာမြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုဝင်းပိုင်ဆိုတဲ့သူဟာ စခန်းမှာတာဝန်ကျနေတဲ့အချိန်ရဲမေတွေကိုလိမ်ပိုက်ဆိုင်ရာစော်ကားမှုတွေပြုလုပ်နေပြီးသူလှုပ်တာကိုညှင်းဆန်တဲ့ရဲမေတွေကိုတော့တိုက်ပွဲဖြစ်ပွားရာနေမီတွေကရဲစခန်းတွေကိုပျောက်ရွှေ့ခိုင်းတာတွေလုပ်နေတယ်ဆိုပါတယ်အဲ့ဒီရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်ဆိုတဲ့သူဟာနေပြည်တော်ကနေပျောက်ရွှေ့လာတဲ့အိမ်နောင်တဲ့အရာရှိတအုပ်ဖြစ်ပေမဲ့ဇနီးပြည်သူကသူနဲ့အတူလိုက်ပါလာမှုမရှိသလို သူကတော့လက်ရှိမင်းလာမြို့နယ်ရဲစခန်းထဲမှာနေပြီးစခန်းကရဲမီတချို့ကိုသူ့နေရာစီခေါ်ပြီးတော့လိမ်မိုက်ဆိုင်ရာစော်ကားမှုတွေအတင်းကျပ်လှုပ်ဆောင်နေတာဖြစ်တယ်လို့ရဲတရင်ရင့်မြင့်ကိုတိုင်းကရေကုန်ခေတ်တွေကိုပြောထားပါတယ်။တစ်ဖက်ကရဲတပ်သားတွေကိုတော့လူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်ခိုင်းနေပြီးအဲ့ဒီလိုသူခိုင်းတဲ့အတိုင်းမလုတ်ဖဲညှင်းဆန်တဲ့ရဲတပ်သားတွေကိုလည်းတိုက်ပွဲဖြစ်ပွားရာနေမြေတွေကိုစေလွတ်တာတွေလုပ်နေတဲ့အတွက်အဲ့ဒီမင်းလာရဲစခန်းကနေထွက်ပြေးသွားတဲ့ရဲတပ်သား26ဦးအထိရှိနေပြီလို့ရဲတရင်ရင့်မြစ်ကထပ်ပြီးပြောထားပါတယ် ဒါအပြင်အဲ့ဒီရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်ဆိုတဲ့သူဟာရဲမေတွေကိုလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေကျူးလွန်နေရုံနဲ့မကလက်စားမှုကြီးနိုင်ငယ်ညှင့်လှုပ်ဆောင်မှုအာဏာအလွဲသုံးစားမှုတွေပါအကြီးအကျယ်ကျူးလွန်နေတာတွေကိုရဲတပ်ဖွဲ့တွေကတိုင်ကြားခြင်းပေမဲ့တိုင်ကြတဲ့သူကိုတီသွားရင်ပြန်လဲအရေးယူခံရမှာစိုးရိမ်နေတဲ့အတွက်မတိုင်ရဲကြတဲ့အခြေအနေတွေဖြစ်နေတယ်လို့လေရဲတရင်ရင့်မြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ཁས ཁས